ရဘူးဒါပေမဲ့ဦးဇင်းတို့ပြောနိုင်တာကတော့ဒီဟာဒီမှန်ကန်တဲ့လမ်းစဉ်ဒီဟာဒီမောင်းရွံ့တဲ့လမ်းစဉ်ဒါဒီနိုင်ငံတကာကနေပြီးတော့လာမေးရင်ဘလို့ဖြေမလဲဆိုတဲ့ဟာမျိုးလေးတော့သူတို့ကတော့ပြောပြနော်ခမားတို့ကိုးဝယ်တာတော့ကိစ္စမရှိပါဘူးကိုးဝယ်တာလည်းကိစ္စမရှိဆွဲထားတာလည်းကိစ္စမရှိဒါပေမဲ့သူညမ်းကလာမေးရင်ဘာသာကွဲဖြစ်တဲ့ပုဂ္ဂိုလ်ကမေးရင်အာသာရလီတင်းကနေသိဝင်စားဖြစ်ပြီးတော့လာပြီးတော့မေးလိုက်ရင် ခမည်းတော်တကယ် real answer တခုတော့ရှားထားပါစစ်မှန်တဲ့အဖြေတခုတော့ရှားထားပါလို့တော့ဦးဇင်းတို့ကတိုက်တွန်းတယ်နော်ဘာကြောင့်လဲဆိုရင်ဒီခုတ်ကနဲ့ကြည့်ပြီးတော့ဒီအုံးကိုကြည့်ပြီးတော့ဘာကြောင့်ဒီလိုတွဲလမ်းလေးဆွဲထားတာလဲလို့သူတို့မေးလိုက်ဘလို့ဖြစ်လဲအဖြေနော်အဲ့ကြတော့ကို့အဖြေကိုတော့ဦးဇင်းတို့ကတော့နားမလဲဘာကြောင့်ဆွဲနော်ကို့အဖြေကိုတော့ရှားထားတဲ့ ရှာမထားဘူးဆိုရင်နဗေးကဘာထင်သွားမလဲဆိုတော့ wisdom ကြီးထင်သွားမှာဒါရီယာတို့ငွေကုန်ကြီးပြခံပြီးတော့ငွေကိုအချောင်းကုန်အောင်လုပ်နေတာပဲလို့တို့ကသတ်မှတ်သွားလိမ့်မယ်အဲကြတော့ဆွဲထားတဲ့ပုံကိုဆိုရင်တော့ reason ကောင်းကောင်းတော့ရှာထားရမယ်အကြောင်းပြချက်ကောင်းကောင်းရှာထားရမယ်မရှာဘူးဆိုရင်ဘုရားဘာသာဒီ blind faith ဖြစ်သွားလိမ့်မယ်အကန်းယုံဖြစ်သွားလိမ့်မယ် အယမ်းယုံဖြစ်သွားလိမ့်မယ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ဒီအရာကြောင့်ဦးဇင်းတို့ရဲ့အလိုရကတော့ဆွဲပါလို့လေမပြောပါမဆွဲပါလို့လေမပြောပါဘူးတချို့ကပြောကြတာတော့ဒီပြည်တော်တို့ကဒီထဲမှာဗဲမောင်တင့်နေလို့ဆွဲထားတာတော့ရှိတာပေါ့ခင်ဗျာတဲ့အဲ့ဒီမှာဆွဲတာမရှိဘူးလားရှိကြပါလေခင်ဗျာဘာကြောင့်လဲလို့ပြောတော့သူတို့ကမီးခွင်းလို့ရှိရင်ကလကာလေးအိတ်ပေးရတယ်ဟုတ်လားအဲ့လို နော်ကလကလေးပိတ်ပေးရတယ်တဲ့ဟာဒကာကြီးဘာကြောင့်ပိတ်ရတာလဲလို့ဆိုတော့မီးကြောက်တယ်ခရဘာကြောက်တာလဲနော်မီးကြောက်ပါတယ်မီးကြောက်တယ်ဆိုတော့ဘာလို့ကိုးပွဲတာလို့ဆိုတော့မီးအန်ရယ်မရှိအောင်လို့တဲ့ဘာအန်ရယ်မရှိအောင်မိကာဝယ်မဲ့ပုဂ္ဂိုလ်ကသူကိုယ်တိုင်ကဘာကြောက်နေလဲမိကြောက်လို့မိသက်သမားဖြစ်ပြီးတော့မိသက်ရမှာမှ ကြောက်နေဘယ်လွယ်တော့လိမ့်လို့စဉ်းစားကြည့်ဖို့ပြောတာပါနော်မှန်ပါပါတယ်ခင်ဗျာကိုကမိသက်သမားကိုအာမကိုပဲနဲ့မောင်တင့်လေကိုအာကိုဟို ထဲထဲမှာထားထားပြီးတော့ကပဲမောင်းတင်းတယ်ကိုအာကူပြီးတော့ကိုကထားထားတာထင်းသားကမိသက်သမားကအရေးမကြီးဘူးဘသူအရေးကြီးတယ်ထင်းသားမောင်းတင်းတယ်ကသူကိုယ်တိုင်ဒီအိမ်အတွက်ကာဝယ်မယ်ဆိုပြီးတော့ကိုကလှုပ်တယ်အေးလောင်ရင်တော့သတိထားမှာနော်ဘသူအရင်လောင်မလဲဆိုရင်လူကတော့လွတ်မှသေးကြတယ်သူမလွတ်တာတော့သေးကြတယ်မှန်လားပါတယ်ဗျာသူဟာတွေသေဖို့ရတယ်အချိန်ရှိပါမလားရှိပါဘူးဗျာတန်ဖိုးရှိတဲ့ပစ္စည်းပဲရွှေဘလောက်တုံးငွေဘလောက်တုံးဘယ်ဟာအောက်ချမလို့နဲ့ လူတွေလောက်ကြမှာဟာလောက်ပေါင်းကမောင်တင့်နေလေကဲပေါင်းကကဲပေါင်းကနဲ့ပြောမဲ့ပုဂ္ဂိုလ်ရှိမယ်တော့မထင်ဘူးမရှိပါဘူးခင်ဗျာနော်အဲ့ဒါကြောင့်ကိုယ့်ကိုကိုယ်ွယ်တယ်ဆိုရင်အပြစ်တော့မပြောပါဘူးဟုတ်လားနော်မှန်ပါဗျာကိုယ်ကိုယ်တိုင်လှုပ်လည်းမရဘူးလားအေးကိုယ်ကိုယ်တိုင်ကိုယ်ွယ်ခြင်းလည်းရတယ်လူတွေကိုယ်ွယ်လို့မှန်တယ်ဆိုရင်တော့ဦးဇင်းတို့ကြောင်းနေလေလေလောက်ရမှာပဲဘောင်းဆိုမီးပေးအတွက်ကာွယ်တဲ့အနေနဲ့လောက်ရမှာဒါပေမဲ့အခုလောလောဆယ်ရတော့ဦးဇင်းအခန်းမှာတော့မရှိဘူးနော်ဘာကြောင့်မရှိတာလဲလို့ပြောရင် မီးလောင်မှဆိုရင်ကိုကိုယ်တိုင်မီးမလောင်အောင်လုပ်တယ်ဟုတ်လားဖျောင်းနိုင်ကိုမီးပူတော်ရင်လောင်သွားမှဆိုတဲ့အတွက်ကြောင့်အဲ့ဒီဖျောင်းနိုင်ကိုတခြားစောင့်ပြီးမှဒီမီးကိုညှိပြီးမှအိတ်တယ်လောင်လေလားလောင်တော့ပါဘူးမလောင်တော့ဘူးကြော့ဖြစ်မဲ့ထင်းတဲ့နန်းလေးမှာဝါရီပေါက်နေတယ်ချိန်လို့ရှိရင်ဝါရီများကိုလဲတင်တာလဲထားတယ်လောင်လေလားမီးရလောင်ပါဘူးဗျာလောင်ဘူးဥစဉ်တော့မှတော့မွေးထားတဲ့ကလေးရလည်းမရှိတော့ကလေးကမီးသောနေရာလည်းမရှိဘူးဟုတ်လားအဲ့ဒါလည်းပဲ မိလောင်နိုင်ရလားလောင်နိုင်ပါဘူးခင်ဗျာတို့သူတော်စင်တို့ရဲ့အိမ်ကြအเจ้าเจ้าနေเจ้าကိုလောင်နိုင်တဲ့အနေထားတွေအများကြီးရှိနိုင်ဘူးလားရှိပါတယ်ခင်ဗျာဒီအရကြောင့်နဗီးကိုအာကိုလုံးလို့ဘုရားဘာသာရုပ်ပြက်လှတာလည်းညာလာပြီမညာဘူးလားညာနေပါဗျာညာတယ်အကြီးရဲ့အเจ้าရဲ့ဆိုရင်အဲ့ဒါเนาะမိကတစ်ဖက်ကလောင်နေပြီဒီဖက်ကသူ့တွေတောင်းတုံးရှိသေးတယ်သူကနော်ကဲတော်မူပါကဲတော်မူပါဟုတ်လားနော်ကဲတော်မူပါဆိုပြီးတော့ဝင်ပြီးတော့ ချို့နန်းနန်းကိုသွားပြီးတော့ထူတောင်းနေတာလည်းရှိတယ်မရဘူးတကယ်ဖြစ်ပြက်လာရင်တော့ဘယ်သူပဲအာကူကကိုယ့်ကိုယ်ကိုယ်ပဲအာကူမှရတာဘယ်သူမှအာကူကလည်းကိုယ့်ကိုယ်ပဲအာကူမှအဲ့ဒီအကြောင်းအရာလေးတွေပါဦးဇင်းကနမူနာဒါသင်ပေးမယ်ဆိုတာအဲ့ဒါလေးတွေသင်ပေးဖို့အဲ့ကြတော့ခေါင်းစည်းကိုပေးထားတာကဘာလဲလဲဗုဒ္ဓဘာသာမဟုတ်တော့ဗုဒ္ဓဘာသာပါဘာလဲလဲဗုဒ္ဓဘာသာမဟုတ်တော့ဗုဒ္ဓဘာသာပါဗျာဒီ religion နေနဲ့နာမည်ခံထားတာကတော့ I am Buddhist ကျွန်တော်ကဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်သူ့သွားမိလိုက်လဲ what's your religion ဆို i am buddhist ဗုဒ္ဓဘာသာ what's the buddhism လို့သွားပြောလိုက်ဗုဒ္ဓဘာသာဘာလဲဘာနာတော့ i don't know buddhism သင်ဗျာဗုဒ္ဓဘာသာတပည့်တော်မသိပါဘူးခင်ဗျာဆိုတဲ့လူတွေကအများကြီးယုံလားအဲ့တိုင်ယုံပါတယ်ဗျာအဲ့တိုင်တော်တော်များများဖြစ်နေတာဟုတ်လားအဲ့ဒါကြောင့်မို့ပါဠိစကားလုံးလေးပဲဖြစ်ဖြစ်ဘာသာရေးနဲ့ပတ်သက်တဲ့အင်္ဂလိပ်စကားလုံးလေးပဲဖြစ်ဖြစ်စနစ်တကျတာ လိလသိနေဟုတ်လားနော်မှန်လားပါလေဗျာဘုရားဘာသာလို့ပြောလိုက်လို့ဒီတိုင်းလေးနဲ့ဆိုကိုယ်ကဘယ်ရှင်းလိမ့်ဘုရားကလည်းပါဠိသကလုံးဘာသာကလည်းပါဠိသကလုံးဖြစ်တော့ဘောင်းမရှင်းဘုရားဆိုတာဘာလဲဘာသာဆိုတာဘာလဲစလိလမှာရတာဘုရားဆိုတာဘာလဲဘုရားပါဗျာဖယားနော်ဘုရားဆိုတာကဖယားဖယားဆိုတာဘာလဲလို့နောက်တစ်ခါပြန်ပြီးတော့မေးလိုက်ရင်တော့ ဗုဒ္ဓရဲ့ definition ကိုကြာကြာနာနာပြီးမှရတော့မှာဟုတ်လားမှန်ပါပါဗျာဗုဒ္ဓရဲ့ definition ကိုပြန်ပြီးတော့ကြည့်ဗုဒ္ဓဆိုဒီမှာဘုဒ္ဓနဲ့တနဲ့ပေါင်းထားတဲ့သက္ကလုံးဘာနဲ့ပါပေါင်းတာလဲဘုဒ္ဓနဲ့တနဲ့ဘုဒ္ဓဆိုတာသိတယ်လို့အဓိပ္ပာယ်ရတယ်ဘုဒ္ဓကဘာလဲလဲသိတာပါတဆိုတာကပြီးလို့အဓိပ္ပာယ်ထွက်တယ်အဲဒါကြောင့်မို့ဘုဒ္ဓနဲ့တနဲ့ပေါင်းလိုက်တဲ့ဗုဒ္ဓသည်သိပြီးသူလို့အဓိပ္ပာယ်ထွက်တယ်ဒီမှာလေသိ ပါရဲ့ဗျာဒီလိုအိဗေအတွက်ဘာကိုသိတာလဲလို့တဆင့်ပြန်ပြီးတော့မေးရင်သစ္စာ၄ပါးတရားကိုကိုကိုတိုင်သိသာသူပါရဲ့လေသစ္စာ၄ပါးတရားကိုကိုကိုတိုင်သိထားတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်ရလဲဘုရားတော်ပါဗျာအဲဒါကြောင့်နဗေးကလာမေးရင် what's the buddha တရားဆိုတာဘာလဲနော်ဖះဆိုမှတော့ဘာဖះပေါ့ဘဂိုရာပေါ့ဒါကြီးပြန်လို့လို့မရရလားမရပါဘူးဗျာ ဘဂိုရာလို့ဖြေလို့လည်းမရအောင်စုပါလို့ဖြေလို့လည်းပဲမရသူရဲ့ definition တိုင်းပြန်ပြီးတော့ဖြေမှာ Buddha is Pali word Buddha is a person who have known that the form no b e t h သစ္စာလေးပါးတရားကိုသိထားတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်ရလဲဘုရားလို့ခေါ်ပါလေလို့ကိုကရှင်းပြနိုင်မှသိခါမကြမှာဟုတ်လားနော်ဘုရားဆိုတာဖယားဖယားဆိုတာဘာလဲဖယားပါပဲလို့လို့လို့မရဘူး ဟုတ်လားမရပါဘူးဗျာဘာသာကိုကြည့်ရင်ဘာသာဆိုဒီမှာစကားလို့အဓိပ္ပာယ်ရဝါရလို့အဓိပ္ပာယ်ရဘာလို့အဓိပ္ပာယ်ရစကားလို့ဝါရတဲ့နော်အဲဒါကြောင့်မို့ဗုဒ္ဓဘာသာဆိုဒီမှာဗုဒ္ဓရဲ့ဝါရဗုဒ္ဓဆိုတာဘာလဲဗုဒ္ဓပါအဲဗုဒ္ဓဘာသာဆိုဒီမှာဗုဒ္ဓရဲ့ဝါရအဲဒီမှာဝါရဆိုတဲ့သကလုံးကတခါပါဠိသကလုံးပြန်ဖြစ်သွားပြန်ဝါရဆိုတာဘာလဲလို့ပြောရင်ဝါရဆိုဒီမှာအယူအဆ ဝါရဆိုတာဘာလဲယူစားပါဗျာအဲ့ဒါကြောင့်ဗုဒ္ဓဝါရဗုဒ္ဓဘာသာဗုဒ္ဓဝါရဆိုတာဘာလဲပြောရင်ဗုဒ္ဓရဲ့အယူအဆနော်ဗုဒ္ဓရဲ့ဘာလဲလဲယူစားပါဗျာယူစားလို့အဲ့ဒါဗုဒ္ဓဘာသာပဲဟုတ်လားနော်အဲ့ဒါကြောင့်မို့ဗုဒ္ဓဘာသာရဲ့အခြေအမြစ်ကိုကြကြနန္နာသိပြီဒီနဘေးအာမကိုဘူးဒီကြတယ်မှန်ပါပါအခုလားကိုပါဦးဗျာဘုရားရှင်ကိုတော်မြတ်ရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ပေါ့သူ့ရဲ့ background history ကိုပြန်ပြီးတော့ကြည့်ကြည့် ဘုရားရှင်ကိုယ်တော်မြတ်ဒီအချောင်းဗုဒ္ဓဖြစ်မလာဘူးဟုတ်လားနော်ဘာဖြစ်မလာဘူးလဲအချောင်းဗုဒ္ဓဖြစ်လာတာဘုရားဖြစ်မလာဘူးသူတောင်းယုံနေတယ်သူကဖြစ်လာတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးကိုယ်ကိုယ်တိုင် practical ကျင့်ရလက်တွေ့ကျင့်သုံးပြီးမှနော် theory ကိုပထမစဉ်းစားပြီးကိုယ်ကိုယ်တိုင် practical ကျင့်သုံးတဲ့အတွက်ကြောင့်ဘာဖြစ်လာလဲဗုဒ္ဓဖြစ်လာတာပါဗျာအချောင်းဖြစ်ရလားဖြစ်ပါဘူးဗျာသူတမန်ကြောင့်ပြန်ပြီးတော့ကြည့်ကြည့်ပေါ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သမိုင်းကတော့ဒီတရားဝတိုင်းပြောပြ။ဘာကြောင့်လဲဆိုတော့ဘုရားရဲ့သမိုင်းမေ့ကုန်မှာဆိုနော်။ဘုရားရှင်ကိုရောမြတ်ရဲ့မိဘနှစ်ပါးဘယ်သူတွေလဲ။ဟုတ်တော့သုဒ္ဓနာနဲ့မေရမာ။အဲသုဗ္ဗဘုရားတော့မလုံလိုက်နဲ့တော့။မဟုတ်ပါဘူးဗျာ။ဘယ်သူတွေလဲ။သုဒ္ဓနာနဲ့မေရမာ။အဲသုဒ္ဓနာနဲ့မေရမာ။အဲမေရောမာယာ။တာမန်အယတားတွေလား။တို့တိုင်းကြီးအုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေလား။တိုင်းကြီးအုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေလား။တိုင်းကြီးအုပ်ချုပ်မင်းလုပ်ကြတဲ့ပုဂ္ဂိုလ်များဟုတ်လား။ တို့မှသားတယောက်မေးခွာတယ်အဲ့ဒီသားရဲ့နာမည်ကိုလိုပေးထားတယ်ဒိဋ္ဌာတာပါဘုရားဒိဋ္ဌာသက်တော်ဘလောက်ရောက်သွားတော့အိမ်အောင်ကြသက်တော်ဘလောက်ရောက်တဲ့ခါသိဒ္ဓထမင်းသားအိမ်အောင်ကြသက်ရှင်းလား16လောက်26လားမဟုတ်ပါဘူးခင်မလုတ်လိုက်နဲ့16နှစ်အရွယ်မှာအိမ်အောင်ကြတယ်ဘယ်နှစ်ရွယ်အိမ်အောင်ကြအေး16နှစ်အရွယ်